တရုတ်အလူကြားဖန်တီးလို့ရတဲ့ကိုလိုနီနယ်မြေဖြစ်တယ်ဒါကြောင့်ဒီအောက်မှာစိတ်ရဆိုရင်ရနော်စီးပွားရေးလို့ဆိုလို့ရှင်လောက်ကြနော်စီပလင်းခါချိတ်ပြီးတော့တိုက်ပြီးရောင်းစားနေတယ်အစိုးရဖြစ်တဲ့အခါကျတော့သူကတော့ရတော့ယူမဲ့သဘောပါပဲနွေဦးတော်လန်ရေးဖြစ်ပေါ်တိုးပွားမှုရဲ့ခြေောက်တွေကိုလှမ်းဆွဲတဲ့နေရာမှာဒဇုံတရားတော့သူတို့အနေနဲ့ကြိုးရှိနိုင်ပါတယ်နောက်ဆုံးပြည်နယ်တစ်ခုပမာ ဆက်လက်ပြီးတော့လှုပ်ဆောင်ကြိုးပမ်းသွားပါလိမ့်မယ်။အဲဒါကိုကျွန်တော်တို့တပီလုံးကဝိုင်းဝန်းခုခံဆန့်ကျင်ကြဖို့ဟာဒီနေ့တမိုင်းရေးတောင်းဆိုချက်ဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်။ဟုတ်ကဲ့ဆရာဦးတန်းစိုးနဲ့ခင်ဗျာအခုကျွန်တော်တို့ MNDA တက်ဖွဲ့ကလာရှိုးက နေပြီးတော့စုတ်ခွာသွားပြီပေါ့နော်။ဒါကလည်းတရုတ်ရဲ့ဂျာဝင်ဆောင်ဝဲပူနဲ့ပြုတ်လို့တယ်လို့သိရတယ်ဒီနေရာမှာထူးခြားတာကတော့ အခုလို့သူတို့အပြစ်ခတ်ရစဲကိုတရုတ်ကကြားဝင်တဲ့စောင့်ကြည့်တဲ့အဖွဲ့ပေါ့နော်လာရှိုးကိုပို့ထားတယ်လို့လည်းသိရတယ်ဒါကိုလည်းတရုတ်ဘက်ကအတည်ပြုထားပါတယ်အဲ့တော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဆရာရဲ့ဟိုရေဘူးကသုံးသက်ချက်အရင်သိကြပါလေဗျကျွန်တော်ရဲ့ရေဘူးကသဘောထားကတော့နော်အခုကတရုတ်ကကျွန်တော်တို့မြန်မာပြည်ရဲ့ချုပ်ချာအာဏာကိုထိပါစော်ကားနေုံနဲ့မကဘူးဗျအခုလုံနေတဲ့အပေါက်ကသူ့ရဲ့လက်အောက်ခံကိုလိုနီ ိုင်ငံတနိုင်ငံအပေါ်ပြုမှုဆောင်ရွက်နေသလိုသူကသဘောထားပြီးတော့နိုင်ငံကြီးတနိုင်ငံအနေနဲ့အနိုင်ကျင့်ဆွတ်ဖွဲ့ဝင်ရောက်နေတဲ့အနေအထားတည်ရောက်ရှိနေပြီလို့ကျွန်တော်ကတော့ခံစားမိပါတယ်ခင်ဟုတ်ကဲ့ဆရာအဲ့တော့ MND အနေနဲ့ကလက်ရှိသိရတာတော့သူကဟိုလာရှိုးကစုတ်သွားပြီမဲ့လေအရင်လိုလောက်ကင်ပဲပေါ့နော်အထုဒေတာတက်ဘက်ကိုအပြည့်အဝပြန်စုတ်တာတော့မဟုတ်ဘူးဆိုတော့ဒီအခြေအနေက ဘလို့အချိန်လေးလို့တုံးတက်လို့ရနိုင်မလဲဆရာအခုကလက်တလို့ပြောရလို့ရှင်တော့လာချိုးကပြန်ပြီးတော့ထွက်ပြီးဆိုတာအဓိကအားဖြင့်ကိုကန့်နဲ့ကျွန်တော်တို့ချင်းချွေဟောပေါ့ဗျာချင်းချွေဟောနဲ့မန္တလေးကုန်းသွယ်ရေးလမ်းကြောင်းကိုအဓိကပထမဦးဆုံးပနာမအနေနဲ့ခွင့်လှစ်နိုင်မှုအတွက်တရုတ်ကစတင်ပြီးပါဝင်ဆွတ်ဖက်ကြိုးပမ်းလာတာလို့ကျွန်တော်ကယူဆပါတယ်ဒါပေမဲ့သူ့မှာ ယ်ပြန့်တဲ့သဘောထားတွေနဲ့အလားလာတွေလည်းရှိပါတယ်။သို့တော်ညာလဲလောလောဆယ်အဖြစ်တော့လာရှုဟိုစစ်ကောင်စီကိုစီရီယာလွှဲပစ်လိုက်တာမဟုတ်ဘူး။သို့တော်စစ်ကောင်စီရဲ့လုပ်ငန်းဖွဲ့တွေဌာနဆိုင်ရာတွေတော့လုံုံရေးတပ်ဖွဲ့တချို့အပါဝင်ပေါ့ဗျာ။ဒီလာရှုကမူဆယ်မန်းလေးလမ်းကြောင်းကြီးရဲ့အဓိကကုန်သွယ်ရေးအချက်အချာနေရာဖြစ်တယ်။သို့တော်ညာလဲ ခု MNDA နဲ့စပြီးပြောတာကတော့ချင်းရွှေဟော်မန်လေးလမ်းကြောင်းကိုအရင်ဖွင့်ဖို့အတွက်ဥတည်ပြီးတော့တိုက်ရိုက်ပါဝင်ဆွဖက်လာတာပါပဲရေရှည်ကြီးမင်းရဲ့ကတော့ကျွန်တော်တင်တာကတော့မူဆယ်မန်လေးလမ်းကြောင်းပြန်ဖွင့်ရေးကိုလောလောဆယ်ဥတည်ထားဖို့ရတယ်လို့ကျွန်တော်တို့ယူဆပါတယ်ကဲဟုတ်ကဲ့ဆရာအဲ့တော့ MNDA အနေနဲ့ကရောအခုဒီတရုတ်ကဂျာဝင်ဆောင်ရွက်မှုကိုသူ့အနေနဲ့ကတော့သဘောတူလိုက်လောယုံမှတပါတခြား ရွေးချယ်စရာမရှိဘူးလို့ပြောရင်မှန်မလားဆရာမှန်ပါတယ်ခင်ဗျလိုက်နာယူမှပါအကြမ်းရှိပါဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဒီပထဝီစီရင်အနေထားရကိုကကြာသနာမှနွားချမ်းသာမယ်အနေထားပေါ့ဗျအဲ့ဒါကိုပြီးခဲ့တဲ့ကာလကဖြန့်ငါးဖြန့်လုခဲ့တဲ့အတွေ့အကြုံရှိနေတဲ့အောက်မှာသူကဒါကတော့အနိုင်ကျင့်တောင်းဆိုလိုက်တဲ့ကိစ္စတစ်ခုဖြစ်ပါတ โอเคအဲ့တော့စစ်ကောင်စီဘက်ကိုကြည့်ရင်ရောစစ်ကောင်စီကရောသူ့သဘောသူ့ခြေသူ့လက်နဲ့ဒီစီမံအုပ်ချုပ်မှုတွေရနိုင်မဲ့အနေအထားရှိလားအခုကတရုတ်ကိုတိုင်ကလာရှုံးမှာယုံထိုင်နေတယ်ဆိုတော့ဆရာအိုက်ပေါ်ကိုဘယ်လိုတွက်လို့ရမလဲတရုတ်ကစစ်ကောင်စီကိုသူ့အနေနဲ့ကသူတောင်းဆိုသမျှကိုစစ်ကောင်စီကလက်ရောမယ်ဆိုတော့သဘောပေါက်ပြီလားအဲ့တော့စစ်ကောင်စီရဲ့အနေအထားကလည်းနော်နိုင်ငံရေးကျိုးမြတ်စီးရေးကျိုးမြတ်စီးပွားရေးကျိုးမြတ်တရားဖို့ပဲရရသူကတော့ လိုင်ရောမဲ့စီပလင်းခါချိတ်ပြီးတော့တိုက်ပြီးရောင်းစားနေတဲ့အစိုးရဖြစ်တဲ့အခါကျတော့သူကတော့ရတဲ့လောက်ယူမဲ့သဘောပါပဲအဲတော့ဒီနေရာမှာချင်းရွှေဟော်နဲ့ကျွန်တော်တို့မန္တလေးလမ်းကြောင်းပွင့်သွားလို့ရှင်တယ်သူလည်းအကျိုးမြတ်တဆုံးကြမဟုတ်ချရလို့သူကဂျင်းနတ်နေတာဒါပေမဲ့သူ့ရဲ့ဓမ္မခါကြီးကိုမိုင်းရေကနေပြီးတော့လာချိုးလာပြီးတော့ဒီဆောင်မယ်အနေထားတိမရောက်ရှိပါဘူးသူက ေးသမျှကျွေးသမျှနော်အယိုးရင်းကစပြီးတော့ကြိုက်ဖို့စောင့်နေတဲ့ခွေးဖြစ်ပါတယ်ခင်ဗျ okay ဒီနေရာမှာတရုတ်ကလာရှိုးမှာဟိုထိုင်လိုက်တဲ့ကိစ္စပေါ့သူကတော့အပြစ်ခက်ရစဲကိုစောင့်ကြည့်ဖို့ဆိုတော့ဟိုစာတန်းတွေပါပါတဲ့ကားတွေရောပေါ့အဲ့အနေထားနဲ့ဝင်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့စဉ်းစားကြရက okay စစ်ကောင်စီနဲ့ MNDA ကြအပြစ်ခက်ရစဲကိုစောင့်ကြည့်မယ်အပြစ်ခက်မှုတွေမဖြစ်အောင်သူစောင့်ကြည့်မယ်ဆိုရင်ဒီစစ်ကောင်စီကိုတော်လန်တိုက်ခတ်နေတဲ့တခြားတပ်ဖွဲ့တွေရဲ့ဝင်ရောက်ပြီးတော့စစ်ကောင်စီကို တိုက်ခိုက်မယ်ပေါ့နော်ဟိုရံပြုတ်မဲ့အနေထားဟိုပါ तू ကကာကွယ်ပေးမဲ့အနေထားမျိုးဖြစ်နေတယ်ကြည်ရတာလေဆရာအဲ့ပုံမှာဘယ်လိုမြင်လဲလာရှုရီခင်းမှာလာရှုကိုပြန်ပေးကိစ္စမှာတယောက်ကဒီစီစဉ်တကူလုံးကိုကြီးကြပ်ဖို့အတွက်တိုက်ရိုက်ပအဝင်ဆွတ်ဖက်ပြီးတော့ခုဒိတ်ရှိကျွင်းတို့ဥဆောင်တဲ့အဖွဲ့ကိုလွတ်ထားလိုက်တာရဲ့အဓိပ္ပာယ်ကတော့နော်ဒီနေရာဟာတယောက်အလိုချာဖန်တီးလို့ရတဲ့ ကိုလိုနီနယ်မြေဖြစ်တယ်ဒါကြောင့်ဒီအောက်မှာစိတ်ရဆိုရင်ရနော်စီးပွားရေးလို့ဆိုလို့ရှင်လောက်ကြနော်အဲ့ဓာရီအားလုံးကိုလာရောက်ကြီးကြပ်တယ်ဆိုတာကျွန်တော်တို့အထုတ်ချာအာဏာကိုထိပါတာမဟုတ်ပါဘူးတကယ်ကတော့ကျွန်တော်တို့တိုက်ပြည်ကိုလိုနီလက်အောက်ခံဒေသတစ်ခုပြုချင်းလာတဲ့မဟာအင်အားကြီးနိုင်ငံတနိုင်ငံရဲ့လုံဆောင်ချက်ဖြစ်ပါတယ်။တာမန်ပါဝင်ဆွတ်ဖက်မှုချုပ်ချာအာဏာတိပါမှုတွေလောနေပါပဲ ုတ်ကဲ့ဆရာဒီနေရာမှာခုနကပထမအဆင့်ပေါ့နော်သူရဲ့ကုံဆွေလမ်းကြောင်းကြီးပေါ်ဖို့ဆိုလို့ရှိရင်ဒီကြားမှာရှိတာကဟို TNL ထိန်းချုပ်ထားတဲ့မြို့တွေလည်းရှိတယ်ခါကြတော့ TNL ကိုဒီကတဆင့်သူဘလောက်ထိဆက်ပြီးဖိအားပေးနိုင်လဲ TNL သိမ့်ထားတဲ့ကြောင်မဲနဲ့တော့ကျွန်တော်တို့ဒီဘောအဲ့ဒီနေရာတွေကလည်းအခု MNDU လိုပဲနော်သူဝင်ရောက်ပြီးတော့အဲ့ဒီနေရာကိုရှင်းလင်းအောင်ပါပဲသူပြီးလို့ရှင်း KIA နဲ့ကျွန်တော်တို့ဥက္ခိုင်ဘက်က KIA ရဲ့တပ်တင်နဲ့ဆက်ပြီးဆွေးနွေးပါပါအိဗေကတော့အခုချင်းရွှေဟောမန္တလေးဘုံစီစီစဉ်မှုတန်းချောင်းရှင်းလင်းတယ်ပြီးလို့ရှိရင်မူဆယ်မန္တလေးအဲကုန်စီလမ်းချောင်းရှင်းလင်းမယ်ဒါနဲ့နေမပြီးပါဘူးသူ့ရဲ့မဟာဗျူဟာရံဝန်းတစ်ခုလမ်းချောင်းတစ်ချောင်းစီမံကိန်းအစီအစဉ်တိုင်းနော်နောက်တတိယအဆင့်ကတော့အေအေကိုလည်းခေါ်ပြီးတော့ ီလိုနိုင်တဲ့စီနင်းလှုပ်ဆောင်စရာအကြောင်းချက်တွေပေါ်လာပါလိမ့်မယ်အခုလောလောဆယ်ပြောလို့ရှင်ကျွန်တော်တို့မူဆယ်မန်းလေးလမ်းကြောင်းအကြောင်းပြောကြပြီဆိုလို့ရှင် DNL နဲ့ KAI ရုံးနဲ့စကားပြောတဲ့အဆင့်ရောက်လာပါလေအဲ့တော့ကြောင်ပေါ့ဗျာเนาะအဲ့ဒီလမ်းကြောင်းနေမင်းတို့ဖွင့်မင်းတို့အကျိုးစီးပွားတစုံတရာရမယ်เนาะအဲ့လိုမလုပ်ရင်တော့မင်းတို့ဒီအနိုင်ကျင့်ခါမယ် တက်လေးဖြတ်ဒီဖြတ်ငါးဖြတ်ဒီမင်းတို့ကျောင်းအားလိမ့်မယ်ဆိုတာကိုသူကထိတ်ကြောက်ပြီးကျွန်တော်တို့အဲ့ဒီလုပ်ငန်းစဉ်ကိုဆက်ပြီးအကောင့်ထဲပေါ်သွားလိမ့်မယ်လို့ကျွန်တော်တို့ယူဆပါတယ်အဲ့တော့လက်ရှိအနေထားရဒီရှမ်းမြောက်မြို့တော်များများကိုထိန်းချုပ်ထားတဲ့ TNL နဲ့ကရောသူ့အနေနဲ့ဘယ်လိုမျိုးပြန်ပြီးတော့လုံနိုင်စွမ်းရှိမလဲဆက်ပြီးမျိုးတွေကိုထိန်းရင်းနဲ့ပဲတရုတ်နဲ့ညှိနှိုင်းသွားနိုင်လားဒါမှမဟုတ်ပြန်ပြီး MNDU လိုပဲနောက်ဆုတ်ပေးနိုင်မယ့်အနေထားလား သူ့ဘက်ကအနေထားရောဘယ်လောက်ထိအခက်အခဲကြီးမားမယ်လို့ပြောနိုင်မလဲဗျသူ့ဘက်အနေထားက MND ရေလောက်တော့အခက်အခဲကြီးမားပါဒါပေမဲ့ MND ရေလိုပဲသူ့ဖယ်ပေးဆိုတဲ့နေရာတွေဖယ်ပေးရမှာဒါပေမဲ့လတ်တလောအဖြစ်တော့ DNL နဲ့အဓိကပြောမှာကကြောင်မဲဒီဘောကတတ်ပြီးဆုတ်ပေးဖို့ကိစ္စ MND ကိုလုတ်တလို့ဆက်ပြီးလုတ်လာပါလေအဲ့ဒါပြီးရင်တော့တခြားသောနေရာတွေလည်းတဖြည်းဖြည်းနဲ့တတ်နိုင်တယ်မလို့သူကတော့ ရတယ်လို့သိမ့်ကျုံပြီးတော့နော်အနိုင်ကျင့်နိုင်အောင်တော့တွားတော့ဆွေးနွေးပွဲထဲမှာတော့ဆက်ပြီးကျင်းပသွားမှာပါဒါပေမဲ့တေချာပေါက်ပြောနိုင်တာကတော့ကြောင်မဲနဲ့ဒီဘောကတော့အဲ့ဒီလမ်းကြောင်းပေါ်ကနေပြီးတော့သူတို့ဖယ်ရှားပေးရလိမ့်မယ်သူကမူရှယ်မန်လေးဒီဝိုင်လမ်းမကြီးဖွင့်ပေးဖို့ကိစ္စသူတို့လည်း MND ကိုပဲလက်ခံရမယ်အနေထားပါ TNL လေးလည်းလာရောမှာရမှာပါအလားတူကိုယ်ခိုင်နေပတ်သက်လာရင်လည်း ကြိုင်လေတိုင်ရောပါခစ်တီကိုလိုနီဝါရနဲ့ကျွန်ပြုကိုစူးစမ်းတဲ့ပုံစံတဲ့လို့ကျွန်တော်ကတော့ယူဆပါတယ်ဟုတ်ကဲ့တရုတ်ကဟိုအရင်တော့ကပြောထားတာတော့ဒီရွေးကောက်ပွဲကိုစစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲအပြည့်အဝထောက်ခံတဲ့စီးသုံးစီးတွေပါတားခဲ့တာဟုတ်အဲ့တော့အခုလာရှုံးမှာဒီရွေးကောက်ပွဲရွေးကောက်ပွဲတောင်လုံနိုင်မယ့်အနေအထားကိုတရုတ်ကပန်တီးပေးမယ်ဆိုမှန်မလားဆရာတရုတ်ကရွေးကောက်ပွဲလုံပေးမယ်ဆိုတဲ့အိဆာနဲ့ပတ်သက်လို့သူက စစ်ကောင်စီရဲ့ထောက်ခံမှုရဖို့အတွက်သူကနှစ်ကြောပေးထားတယ်နော်အမဲလုံးမှာဒီကောက်ပွဲဗမာပြည်မှာဖြစ်ချင်းမဖြစ်ချင်းဒီမိုကရေစီတည်ဆောက်နိုင်ခြင်းမတည်ဆောက်နိုင်ခြင်းကိုတရုတ်ကစဉ်းစားတာလည်းမဟုတ်မင်းအွန်လိုင်းကဒါတွေကိုသူ့ရဲ့ထွက်ပေါက်လို့သူကယူဆပြီးတော့တရုတ်ရဲ့ထောက်ခံမှုရယူဖို့ကြိုးစားနေတာတရုတ်ကလည်းဘာမှမစိုးနော်နှုတ်ကရိယာတော့ပေးမှာပဲနော်ဒါပေမဲ့ ဒီလိုလုပ်ငန်းတွေကြောင့်ဗမာပြည်ကြီးဒါရဝါပြောသွားလိမ့်မယ်ဒီမိုကရေစီနိုင်ငံဖြစ်လိမ့်မယ်ဆိုရယ်မျှော်လင့်ချက်လည်းမရှိဘူးအဲလိုဖြစ်လာလို့လေတရုတ်ကဂျီနာမှာကျေးဇူးတင်မှာမဟုတ်ဘူးလို့ကျွန်တော်တော့ယူဆပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်ကအာဏာရှင်နိုင်ငံဖြစ်ပါတယ်။ဒီမိုကရေစီနိုင်ငံမဟုတ်ပါဘူး။ဟုတ်ကဲ့အခုရတရုတ်ကဂျာဝင်ဆောင်ရွက်မှုဆိုရင်ဒါဟို TNL ရော KN ရောဖိအားပေးနိုင်မယ်ရှမ်းမြောက်ဒေသပေါ့နော်ရှမ်းတောင်ဒေသတော့ငကိုရေကညင်ပြီးသားရှမ်းမြောက်ဒေသလည်း စည်ရရစစ်ကောင်စီကတတ်တောင့်တတ်တာဖြစ်မဲ့အနေအထားမျိုးဖြစ်နေတာပေါ့ဒါဆိုရင်ဒီအနေအထားကကျွန်တော်ຫນွေဦးတော်လန်ရေးအင်အားစုတွေဟိုတက်ရောက်မှုဘယ်လောက်ထိရိုက်ခတ်နိုင်လဲဆရာຫນွေဦးတော်လန်ရေးဖြစ်ပေါ်တိုးပွားမှုရဲ့ခြေောက်တွေကိုလှမ်းဆွဲတဲ့နေရာမှာသုံတရားတော့သူတို့အနေနဲ့ကြိုးရှိနိုင်ပါတယ်เนาะဥပမာဆိုကြပါဆိုပြလက်တလောပြောကြမယ်ဆိုရင်ရှမ်းမန်းဆစ်စင်ကြီးလူဟာမျိုးเนาะရဆိုင်တော်နေနောက်နောက်တစ်ချက်ကကျွန်တော်တို့နောင်ချိုမှာ ရှိနေတဲ့စစ်ပွဲတွေရဲ့အနေအထားအဆုံးတရားကျွန်တော်တို့နောက်ဆုတ်သွားနိုင်တယ်ကိုယ့်ဘက်ကဆုတ်ပေးရနိုင်တဲ့အနေအထားတွေရှိလာနိုင်တယ်သို့တော့တပီလုံးနော်ပုံကြွားပြီးစန့်ကျင်တိုက်ပွဲဝင်နေတဲ့လူဟုထော်လိုင်းကြီးကတော့ဆုံးရှုံးမှာမဟုတ်ပါဘူးဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားလိမ့်မယ်အောင်ပွဲလေးရလိမ့်မယ်တော့ကျွန်တော်တော့လုံးဝမျှော်လင့်ဟုတ်ကဲ့ဆရာဒီနေရာမှာတစ်ခုနောက်တစ်ခုကဘာလဲဆိုတော့စဉ်းစားစရာတစ်ခုက အခုလိုတရုတ်ကဒီလားရှုကိုဝင်လာတာနဲ့ပတ်သက်ရင်သူကသတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာကဟိုနှစ်ဖက်စလုံးကပေါ့နော် request လုပ်လို့ဟိုသူတို့ကလာပြီးတော့ဒီလိုဆောင်ရွက်ရပြောတာမျိုးရှိတယ်အထုတ်ပြောတာတယ်နောက်တစ်ချက်က TNL ရောစစ်ကောင်စီရောကလုံးဝရေကုန်နှုတ်ပိတ်နေတယ်ဒီကိစ္စကိုလုံးဝကျင်ကြားချက်ထုတ်ပြန်ခြင်းလုံးဝမရှိဘူးဒီအခြေအနေကတန်တမာကြီးကဟိုဘယ်လိုမျိုးဆက်သုံးသပ်နိုင်မလဲဘယ်လိုမျိုးသုံးသပ်ရမလဲဆိုတော့တန်တမာကြီးနဲ့ပတ်သက်တဲ့တရုတ်ရဲ့သဘောထားကို တခါတုန်းကပုံဝင်လင်းလင်းယဉ်ကျေးမှုတော်လိုင်းကာလတော့ခေါ်ထုတ်ခဲ့ဘူးပါအဲ့ဒါကယဉ်ကျေးမှုတော်လိုင်းကာလမှာတန်ယုံနေရဲ့ဆက်ဆံရေးတွေတိရိုက်တွေပါညာဆိုတဲ့ကမှာနိုင်ငံညာရေးမာရှယ်ချင်းကြီးရဲ့သူကဘာပြောလိုက်လဲဆိုတော့ diplomatic immunity are bourgeois institutional left we do not recognize this ဒီတန်တမာဆက်ဆံရေးဆိုတာတနာချင်းလူရန်းစားရဲ့နော်ဆက်ဆံရေးပုံစံတွေပါ ဒါတွေကိုတုတ်တူအသိမှမပြီးဘူးဆိုတာပြောခဲ့ပုံပါလေအဲ့တော့အခုဒီနေ့တန်တမာဆက်ဆံရေးဆိုတာလဲကမ္ဘာအင်အားကြီးဒုတိယနိုင်ငံကြီးတနိုင်ငံအနေနဲ့မကောင်းတတ်လို့တန်တမာရေးခံရပြနေတာတကယ်အဆုံးပြတ်ကတရုတ်ကွန်မြူနစ်ပါတီရဲ့နော်ပေါ်လီဗျူရိုအဖွဲ့ရဲ့ဆုံးဖြတ်ချက်ရှီကျင်းဖင်ရဲ့ဆုံးဖြတ်ချက်ကိုအကောင့်ထဲပေါ်ပေးရကလွှဲလို့ရှင်ကျန်တဲ့တန်တမာဆက်ဆံရေးတွေကိုဘာမှ ကျွန်တော်တို့တရုတ်က view site တာမဟုတ်ဘူးအလေးထားတာမဟုတ်ဘူးအဲ့ဒါတွေကိုလိုက်နာမှလည်းမဟုတ်ဘူးလို့ကျွန်တော်ပြောလိုက်ပါတယ်ဆိုရင်စစ်ကောင်စီရော MNDO ကလည်းဒီလာရှုပ်ကိစ္စပေါ်မှာသူတို့ရဲ့သတင်းထုတ်ပြန်မှုမလုပ်တာလည်းတရုတ်ကဒါမလုပ်နဲ့ဆိုတဲ့အမိန့်ကြောင့်ဖြစ်မယ်လို့ပြောရင်မှန်မလားဆရာကျွန်တော်ထင်တာအမိန့်တော့ပေးစရာမလိုပါဘူးအလိုက်တသိနဲ့နောက်ဆုံးနေကြတာပေါ့ဗျာနော်စစ်ကောင်စီကလည်းဒီတရုတ်စီကနော် ကလုံးရရတစိမ့်ရရသူကရသလောက်သူကရှင်းနိုင်မဲ့အဖွဲ့ရှိဖြစ်တာကို MND ကတော့မလွဲမရှောင်သာစွာပြုတ်ရဲ့မူဝါဒတွေနဲ့စန့်ကျင်တဲ့အနေအထားမှာမနေမိဘူးအတွက်သူကလည်းငြိမ်ပေးနေရတာလို့ကျွန်တော်တို့ယူဆတယ်အနေအထားတော့မတူပါဘူးမတူတော်ညာလည်းပဲအကျိုးသက်အောင်မှုကတော့အတူတူပါပဲအလုံးငြိမ်ပေးနေရမပြောရရနောက်တစ်ခုကတော့ဒီသတင်းစာရှင်းလင်းပွဲမှာတော့သူကနေဆက်တင်ကြတည်ငြိမ်ရေးပေါ့နော် ရှမ်းမြောက်ဒေသမှာလည်းပြန်ပြီးတည်ငြိမ်မှုအတွက်ကိုသူတို့ကအူကြီးဆောင်ရွက်ပေးနေတယ်လို့ပြောတယ်ဒီအတွက်ဟိုအူကြီးတောင်းတဲ့အတွက်လည်းသူတို့ကဝင်ရောက်အူကြီးပေးတယ်ဒီလိုသဘောမျိုးပဲပြောတာပေါ့တရုတ်ကသတင်းစာရှင်းလင်းပွဲမှာတော့ဒါပေမဲ့လက်တွေ့ပကတိသူတို့ရဲ့လှုပ်ဆောင်ချက်တွေကတော့ဟိုထဲထဲဝူမူဖြစ်လာတယ်ပေါ့နော်အဲ့တော့နောက်ဆုံးအနေနဲ့ဆရာတရုတ်ကအခုမြန်မာနိုင်ငံအပေါ်မှာဝင်ရောက်ပြီးတော့ပေါ့နော်သူတို့ရဲ့လောက်ကံမှုနေနဲ့ပတ်သက်ပြီးတော့ဘလောက်ထိဘယ်ချိန်နေထိဖြစ်လာမယ်လို့ဆရာအနေနဲ့သုံးသက်ထားလဲဗျဘယ်ချိန်နေထိဖြစ်လာမလဲဆိုတော့ တပီလုံးကိုစိတ်အင်အားသုံးပြီးတော့ကိုလိုနီတိုက်ပြည်တရားဖြစ်เนาะထူထောင်မွေ့ပေးမယ်ခေတ်ကာလမဟုတ်တဲ့အောက်မှာမင်းအောင်နိုင်လို့လို့ proxy အစိုးရတွေမွေးမြူပြီးတော့သူ့ရဲ့ရဝန်းတစ်ခုလမ်းကြောင်းတစ်ကြောင်းအစီအစဉ်ကိုအကောင့်ထည့်ပေါ်ရင်းနဲ့အတွင်းသဘောကြပမာပြည်ကိုเนาะသူ့ရဲ့နောက်ဆုံးပြည်နယ်တစ်ခုပမာဆက်လက်ပြီးတော့လှုပ်ဆောင် ကျိုးပန်းသွားပါလိမ့်မယ်အဲ့ဒါကိုကျွန်တော်တို့တပီလုံးကဝိုင်းဝန်းခုခံဆန့်ကျင်ကြဖို့ဟာဒီနေ့တမိုင်းရေးတောင်းဆိုချက်ဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ဆရာဦးတန်းစိုးနိုင်ကျေးဇူးများတင်ပါတယ်အခုလို့တုံးသက်ပေးတဲ့အတွက်